ဗီဒီယိုပရိသတ်များအားလုံးမင်္ဂလာပါရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့ Central Wall နီးမှာတရှိနေတဲ့စူတောင်းပြည့် Lakshmi မေတော်အကြောင်းမိတ်ဆက်ပေးခြင်းပါတယ်။ The Goddess Lakshmi Shrine မြည်တွင်ပြီးအကျံစီတွေ၊ရီမန်းချက်တွေ၊စီးပွားလက်လာပါနဲ့တိုးတက်အောင်မြင်မှုတွေကိုစောင့်ကြည့်ပေးနိုင်တဲ့ယုံကြည်မှုနဲ့ထိုင်းလူမျိုးအများစုကြားမှာနာမည်ကြီးပါတယ်။ Central Wall နီးမှာတရှိနေပေမဲ့နိုင်ငံသားလူတိနေရတဲ့အကြောင်းရင်းကတော့ပုံမှန်နန်းနန်းနေနဲ့မတူညီပဲ Kison Plaza Office Floor Area လေးလွာမှာဆူတောင်းပူဇော်ထားအကြောင်းပဲဖြစ်ပါတယ်။ကဲအတူသွားကြည့်လိုက်ကြအောင်။ပထမဆုံးအနေနဲ့ Central Wall Bissy အရှိကနေပြီး Skywall ဆုံးတဲ့အထိအရင်လျှောက်လာခဲ့ပါ။ Kaeson Village ကိုတွေ့ရင်ဒုတိယတက်ကိုတက်ပြီး Kaeson Walk ဆိုတဲ့လမ်းညွန်အတိုင်းထက်လျှောက်လာပေးပါ BTS နဲ့လာမယ်ဆိုရင်လည်းဆယ်ရမှတ်တိုင်မှာဆင်းပြီး BTS Skywalk အတိုင်း Kaeson Plaza တဲကိုဝင်လာခဲ့ရင်လည်းရပါတယ်အခုမြင်တွေ့ရတဲ့ဓာတ်လေကားကိုကြော်ပြီးအရှိကိုဆက်လျှောက်ပေးဖို့တော့လိုအပ်ပါရဲ့နော်နောက်ဆုံးမှာတော့လမ်းညွန်ဆိုင်ပုတ်ကိုတွေ့ပါပြီ ညွှန်ထားတဲ့အတိုင်းအပေါ်ဓာတ်ကိုဆက်တက်ပေးပါခိုးနန်းနန်းဆောင်ရောက်ပါပြီနန်းနန်းဆောင်ရဲ့ထူးခြားချက်အနေနဲ့ကတော့ပန်းရောင်ပါပန်းရောင်ကြပန်းလေးတွေပန်းရောင်အမွေတိုင်း ပန်းသည်ငကမောက်သည်အစရှိတဲ့ပန်းရောင်ပါဝင်တဲ့လူပွဲပစ္စည်းတွေကိုအများဆုံးတွေ့ရပြီးတော့ပန်းရောင်ပါတဲ့အဝတ်စားကိုဝတ်ဆင်ပြီးသွားမယ်ဆိုရင်ပိုပြီးဆူတောင်းပြည့်ရဲဆိုတဲ့အယူအဆလည်းရှိကြပါတယ်။လူပွဲပစ္စည်းတွေလူတန်းနိုင်တဲ့နေရာတည်တံ့ရှိသလိုမဲတော့ချီရင်မှလည်းရေကန်အသေးလေးထားရှိပြီးတော့ပန်းရောင်ကြာပန်းကြာဘူးတို့ကိုကတ်လူလူတန်းလိုလည်းရပါတယ်။ဒါကြောင့်ဘန်ကောက်မြို့ဒေါင်းတောင်းဧရိယာမှာတည်ရှိနေပြီး ထိုင်းလူမျိုးစုတွေကြားမှာဆူတောင်းပြည်တယ်ဆိုပြီးနာမည်ကြီးရဲ့လက်ရှိမဲတော်ကိုအလွယ်တကူတွားရောက်ဆူတောင်းနိုင်ကြစေဖို့အတွက်ဗီဒီယိုမှာအခုလိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။